여러분안녕하세요.今天就02零再记一把呗。အပီ02ကအရှိရှိရတယ်နော်အရှိရှိဆိုတော့ grammar လေးဒီအရှိရှိကကြတော့သူက grammar ဆိုတာတက်ဘယ်လိုလဲဆိုအမြင်သုံးအသုံးလုံးတစ်ခုပေါ့နော်အမြင်သုံးလေးသူက verb တွေနဲ့တွဲပြီးတော့သုံးတယ်အဲ့ဒီ verb မှာအသက်ပါတယ်ဆိုရင်အရှိအသက်မပါဘူးဆိုရင်ရှိ ိုကအမြင့်ဆုံးအတုံးလုံးကိုတုံးပြီးတော့ပြောခြင်းလဲဆိုလို့ရှိရင်တကယ်လို့ verb တွေမှာအမြင့်ဆုံးအတုံးလုံးပြောခြင်းလဲဆိုရင် ish ish လေးကပ်ပြီးတော့ပြောရတဲ့အားပေါ့နော်ဒါပေမဲ့ a verb ကအတက်ပါရဆိုရင် ish ish သုံးမယ်အတက်မပါဘူးဆိုရင် she သုံးမယ်အဲ့တော့ကြည့်အောင်ဘယ်လိုလဲဆိုတော့ omoni ke so omoni ဆိုအမေ ke so အဲ့ဒီ ke so ဆိုတာက e ga ရဲ့အမြင့်ဆုံးနော် ေကာကဆိုတဲ့ဟာလေးရဲ့အမြင်တော့အမောကြီးကဲတော့ဂေရှိမီတာเนาะအမေကရှိပါတယ်ဒီသာကြောင့်ဒီအမောကြီးကအိစမီတာနဲ့တူတူပဲအမေအမောကြီးကအိစမီတာထက်အမောကြီးကဲတော့ဂေရှိမီတာပို့ပြီးတော့ယဉ်ကျေးတယ်အဲ့တော့ဒီဟာကြတော့အိတာကြတော့သူကဘယ်လိုလဲဆိုလို့ရှိရင် is is ရှိနေတာပဲအဲ့လိုသုံးလို့မရအောင်အစ်တာကိုကြာတော့သွားပြီးတော့ is ရှိ grammar နဲ့သွားပြီးကတ်လို့မရအောင်ဘာလို့ကတ်လို့မရလဲဆိုတော့ဒီ is တာဆိုတဲ့စကားလုံးမျိုးတွေကကြာတော့သူကအမြင်သုံးစကားလုံးတက်တက်ရှိတယ်ဒီမှာ is တာဆိုဂဲရှိတာဆိုပြီးတော့သုံးရတာပေါ့နော်အမြင်သုံးစကားလုံးတက်တက်ရှိအဲ့တော့အဲ့ဒါတခုလည်းတည်ထားရမယ်သုံးတဲ့ verb တွေမှာတချို့ verb တွေကတက်တက်စကားလုံးတစ်ခုအနေနဲ့ရှိတာ ဥပမာအီတာလိုမျိုးဗတ်မျိုးအီတာသူသွားပြီးတော့အီတာကိုအမြင်ဆုံးမယ်ဆိုပြီးတော့အရှိရှိသွားပေါင်းလို့မရဘူးဘာလို့ဆိုတော့အီတာကအမြင်ဆုံးစကားလုံးတစ်ခုအနေနဲ့တသက်ရှိပြီးသားနော်အဲ့လိုမရှိတဲ့ဟာတွေကိုပဲအရှိရှိပေါင်းပါမှာရှိတဲ့ဟာတွေကကျွန်တော်အနောက်မှာလေ note ထုတ်ပေးထားရယ်နော်အဲ့လိုမျိုးအမြင်ဆုံးတက်တက်ရှိတဲ့ဟာကိုပေါ့အဲ့ဒါတော့အလွတ်ကျထားမှရမယ် အဲ့တော့ဆက်ကြည့်အောင်ဂိမ်ဆုံးစိမ်းနေကဲဆိုနော်အဲဆေယာဂိမ်ကဂါရချီရှိနေတာဂါရချီတာဆိုတာတင်ကြတည်အဲ့တော့ဂါရချီတာဆိုတာဘတ်ရှိမယ်ဂါရချီတာဆိုတာဘတ်ရှိမယ်အဲ့ဒီဂါရချီတာဆိုတာဘတ်ပလေးကိုအရှိရှိပေါင်းလိုက်တယ်နော်ဂါရချီတာဒါသူ့ရဲ့မူရင်းဘတ်ပလေးမူရင်းဘတ်ကဒါဒီ စဉ်းစားကြရမလို့ဖြုတ်ပြလိုက်အဲ့တော့ဂါရစ်ချီချမ်းခဲ့မယ်ဒီဂါရစ်ချီဆိုတဲ့ဟာလေးကိုအရှိရှိပေါင်းမယ်နောက်ဆုံးကစကားလုံးမယ်ကြည်နောက်ဆုံးချီမှာအသက်ပါလားအသက်မပါဘူးမပါတဲ့အတွက်ရှီပေါင်းလေဂါရစ်ချီရှီဟုတ်ပြီဒီတိုင်းထားလို့မရဘူးတခုခုနဲ့ပေါင်းမရမယ်ဗမီတာစမီတာနော်အားရိုးရိုးရွာကျွန်တော်မတင်ရသေးဘူးဒီမှာနော် final ending grammar တွေပေါ့အခုလက်ရှိထိတင်ပြီးတာဗမီတာစမီတာတင်ပြီးတော့ပြီ Aro b a m i d a s o m i d a r e a a d a m a b a r e d o b a m i d a t a b a n e k a r e c h i s h i n i d a s o m i o p i e d a r e Sedia, o m o n i k e s o amiga, s i m o n e d a d i n z a g o i g u s i n i d a p a b a r e m u y e n v a g a i t a i t a g o d a g a s e n a d i a m l o p i o l a b i a d a b a l a လာနေခါနဲ့အတက်ကနှစ်ခုတော့ပါတယ်အဲ့တော့ ish ရှိကမ်းမယ် e good she အမီတာစနီတာပေါင်းမယ်အတက်မပါတော့ဘာမီတာပေါင်း e good she နီတာအဲ့တော့အမေကသတင်းစာကိုဖတ်ပါတယ်နံပါတ်၄ကြည့်မယ်မူစင်းယုံလာတယ်ဘာယုံရှင်ကိုဘိုလ်ရှော့စနီတာ ကြီးခဲ့ပါတလေဒီအောက်ကအဲ့လိုစလေးနှလုံးပါတာအဲ့ဒါ grammar နော်အတိတ်ကာလကိုသုံးတဲ့ grammar past tense ပေါ့နော် past tense grammar ဒါအခုမတရားနေဖြစ်အောင်နောက်တင်ရမယ်အခုလက်ရှိကအရှိရှိကိုဆက်ကြည့်မယ်ဒီဟာက ကြည့်ဒီဟာသူကဘိုးသားဆိုတဲ့ verb ရှိမယ်ဘိုးသားကဒါကစဉ်းစားကြမလို့တော့ဖြုတ်လိုက်ပြီဖြုတ်လိုက်တော့အတတ်မပါတဲ့အတွက်ရှီကတ်ထားတယ်ဘိုးရှိဒါပေမဲ့ तू က past tense grammar အတိတ်ကာလကိုပြန်ပြောပြန်ပြီးတော့ပြောတဲ့ကိုရံမှာဖြစ်တဲ့အတွက်သူ့ရဲ့နီးလန်းရဘိုလ်ရှော့ဆူမင်ကာဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဒီချိန်မှာတော့ဘာလို့အဲ့လိုဖြစ်သွားလဲဆိုတော့သိကြရမလို့သေးဘူးနောက်ပါစတန်ကိုရံမှာသင်ဒီဟာသိသွားလိမ့်မယ်အခုလောလောဆယ်အေးရှိရှိကိုပဲကြည့်မယ်အနမ၅ကြီးအောင်နေဥမနှက်ဖြန်တဲ့ ဝဲစာအဲကုမ္ပဏီတို့ဂါရှိဂတ်စနီကသွားမှာပါလားအဲ့ဒီ gas ဆိုတဲ့စကားလုံးလေးတွေ့ပြီးဆိုတာနဲ့အဲ့ဒါ future ကိုပြောနေတာအနာဂတ်ကာလပြเนาะအဲ့ gas ဆိုတာ grammar တသက်တခုရှိသေးရဲ့အဲ့ဒါလေเนาะအနာဂတ်ကာလပြအဲ့ gas ကိုတွေ့ပြီးဆိုတာနဲ့အဲ့ဒါအနာဂတ်ကိုပြောနေရတယ်အဲ့တော့သူကပြောရလေအရှင်းမလဲဒီမှာပါပြီးသားတွေ့လားနေဤဆိုတာမနှက်ဖြန်ဆိုတဲ့ဟာကိုပြောတာအဲ့ကြောင့်လို့အနာဂတ်ကာလပြဖြစ်တယ် ဝဲကြဲတဲ့ကုမ္ပဏီကိုခါရှိခဲ့စမြေပါသွားမှာပါလားဘာသာဒါကဖြုတ်လိုက်ပြီအတက်မပါတဲ့အတွက်ရှီပေါင်းမယ်ခါရှိတော့သူအနာကက်ကာလာကိုပြောချင်တော့ဂတ်လေးထည့်လိုက်တယ်စမြေကသွားမှာပါလားဒီနေ့ကြမယ်နော် ိုတော့ညောညော့ညော့ဆိုတာဘယ်နဒီညော့ဆိုတဲ့ကလုံးကတီးတန့်ရင်သူတလုံးနဲ့ညော့ဆိုပြီးတော့တုံးတာမျိုးမရှိဘူးသူကမေးဖို့မေးလို့ရင်တုံးတာเนาะဥမာညော့ညောညော့ညောဆိုရင်ဘယ်နှယောက်ရှိလဲညော့ gone ဘယ်နှအုပ်ရှိလဲအဲ့လိုမျိုးသူကတုံးတာเนาะအဲ့တော့သူအိဗေရာမြန်မာလိုဆိုရင်တော့ဘယ်နလို့ပဲပြန်လို့ရမယ်ပေါ့ဒါပေမဲ့တီးတန့်ရင်တုံးတာမျိုးမဟုတ်ဘူးမေးဖို့နေမေးရင်တုံးတဲ့စကားလုံးလေးတစ်ခုပဲနောက်တစ်ခုညော့ ်မျောင်းဆိုတာကဗနယ်ရောက်အဘောကြီးအဖေအမောနီ အမေနူနာနူနာဆိုတာအမောက်ဆိုတာအမောက်မှာဆိုတာယောက်ျားလေးရခေါ်တဲ့အမောက်နော်ယောက်ျားလေးရခေါ်တဲ့အမောက်မိုးသူမိုးသူဆိုတာအားလုံးနဲ့နေနော်ဒါနံပါတ်၄ကိုပြောတာအဲ့ဒီတိုင်းနံပါတ်၄ရေတော့တယ်ဆိုတော့နဲ့နေရေတော့တယ် အနောက်မှာတခုခုယူနစ်တခုခုပါလာတယ်ဂဲပဲပါလာပါလာမျုံးပဲပါလာပါလာဂွန်ပဲပါလာယူနစ်တခုခုပါလာရဲဆိုရင်နေဆိုပြီးပြောင်းသွားတယ်ဘူမိုနမ်မိဘဂဲရှိတာဂဲရှိတာရှိတယ်နော်အီတာရဲ့အမည်သုံးလေးနောက်ဆုံးတခုကဂိုယန်ဂိုယန်ကဝေးရဲ့ဟောဒါလေးကြည့်အောင်နော်ဒီမိနစ်လေးမှတ်မယ် 가족 가족과 미다수 레알이 부모 n 부모 외벼벼 부모는 외벼벼 미바줘야 되겠네 할아버지 할아버지 좋아 아포 아포 말도 와 앞에 바가 아포 no? 앞에 바가 아포 할머니 아파 앞에 바가 아파 n 어? 할머니 앞에 바가 아파 이마 아버지 아버지 조에 앞에 그리고 외 할아버지 외 할아버지 좋아 아포 다음면 말하마 아메바가 아포 어? 아메바가 아포 왜 할머니 အဖွာအမေဘက်ကအဖွာအမေဘက်ကဘာဆိုအမေအမေဆိုတာပေါ့နော်နောက်တစ်ခုအော်မောနီအော်မောနီဆိုတာအမေဖြုံဖြုံကအကိုပြောတာအကိုမှသူကယောက်ျားလေးကနေပြီးတော့ခေါ်တဲ့အကိုဖြုံနောက်တစ်ခုအိုပါအိုပါကကြတော့အကိုပဲဒါပေမဲ့မင်းကလေးကနေပြီးတော့ခေါ်တဲ့အကို နူနာနူနာအမယောက်ျားလေးရခေါ်တဲ့အမအွန်နီမိန်းကလေးရနေပြီခေါ်တဲ့အမနာနာဆိုတာငါကိုပြောတာနော်ငါနမ်ဂျာယောက်ျားလေးယောက်ျားမိန်းကလေး ယုံကျေယုံကျေဆိုညီရကိုမောင်နှမယုံကျေနမ်ဒုံစိန်နမ်ဒုံစိန်ဆိုတာကအဲ့ဒုံစိန်ဆိုပြီးတော့တကယ်လုံးတသက်ကြီးရဲ့ဒုံစိန်ဆိုတာအငယ်လူပဲကိုတဲ့အငယ်လူအဲ့မဲ့နမ်ဒုံစိန်ဆိုလို့ရှိရင်သူကမောင်လေးဒါမှမဟုတ်ညီလေးယောဒုံစိန်ညီမလေး ไอ้ยอก็อย่าดียอจ้าล่ะดีนามจัวก็อย่าดีนามจ้านี่ผุ่ดได้ตัวกันเนาะ重点哦，嗯，重点哦，是阿面东这个，重点哦，阿面东这个，那么就要东西，你할머니께서，嗯，이에阿面东话，께서，이따。 ခဲရှိတာရှိသည်ဒါတွေကအလို့ကြက်ထားရမယ်နော်အရှိမအရှင်နှုတ်ထုတ်ပေးထားတယ်ဂျာတာဂျာတာကဂျူးမူရှိတာမော့တာစားသည်တွင်ဂျပ်ဆူရှိတာဒစ်ရှိတာအခုဒါတွေကမကြက်ရသေးဘူးဒါတွေကအစ်စ်ပါရာမားရတာမားရတာစကားပြောသည် မားရတာရဲ့အမြင့်တော်ဟာမားဆင်းမှာရှိတာမားရတာမားဆင်းမှာရှိတာ 사가별이 표를 완성하고 세약하고 비비에서로비 이야기하십시오. 사가별 말해. 아니, 대학원 비비에서로자 야학원 예능 피해가이나 피해부하러마 디마 메피리로마. 띠야 가족 가족과 미다수 무엇을 합니까? 바로 바들래어디막 할아버지 아, 보아 주무십니다. 이봐요. 디디아고 리르고 피비도 하죠. 이마 메피리로메. 할아버지께서 무엇을 하십니까? 아, 아, 보아 발롱이 받을래? 할아버지께서 주무십니다. 할아버지께서 주무십니다. 아, 아, 보아 이봐 아니면 뻔히도 세지매 할머니 할머니 아파 아, 아파 발음이 중에 누가 더 가벼운 일 ီပုံလေးเนาะစကားပြောနေတယ်စကားပြောရယ်ဆိုတော့မားတာသာဒါပေမဲ့အမြင့်ဆုံးသုံးပါမယ်เนาะအရှိမကြက်ခဲ့ပြီးသားမားစင်မာရှိတာเนาะမားစင်မာရှိတာအဲ့အဲ့အမြင့်ဆုံးလေးကိုသွားပြီးတော့အရှိရှိထက်ကပ်စရာမလိုတော့ဘူးเนาะသူကဒီစကားလုံးကိုအမြင့်ဆုံးဖြစ်ပြီးသားဒီတိုင်းပဲမားစင်မာတာမားတာမားစင်မာရှိတာအဲ့ဒါကို ်ဘမ်းနေတာကမယ်မာရာဒာမာစင်းမာရှိတာအရှိရှိကတ်ရမလို့ဒီအရှိရှိကတူတူကတ်ပြီးတာနော်အဲ့ဒါကိုနောက်မှဘမ်းနေတာကမယ်အမေဖြေလေးလုပ်မယ်ဟာမိုနီကေသော 무엇을 하십니까? 할머니께서 말씀하십니다. 여기나 그리고 아버지 앞에 비아리마 먹다 동네야 다자 산이래서 먹다 동네야 라뭐 식사하다 동네야 식사하다 동네 소인 식사 အော်ရှိခ်စာဟာတာဆိုရင်ကျတော့ရှိခ်စာဟာရှိတာမတုံးတော့ဘယ်နဲ့ဟိုကတုံးလိုက်မယ်ဒီရှိတာတုံးမယ်ဂျပ်ဆူရှိတာဒီရှိတာတုံးလို့ရတယ်ရှိခ်စာဟာတာတုံးရမလို့ဒီရှိတာတုံးလို့ရသူကတက်တက်ရှိပြီးသားဆိုတော့ဒီရှိတာတုံးဆောင်ပြီအဲ့ဒါကိုဘာမီတာကမယ်ဒီရှိမီတာအမေးပြေလုံးမယ်ဆိုရင်အဘောကြီးကဲဆို 무엇을하십니까?어,아버지께서드십니다.동상말에ဒါမဲ့တကယ်လို့ရှိခာဟာတာသုံးမယ်ဆိုလို့ရှိရင်ရှိခာဟာရှိနေတာဆိုပြီးသုံးလို့ရတယ်เนาะအဲ့တော့ရှိခာဟာတာကမော့တာနဲ့စကားလုံးချင်းမတူဘူးအဓိပ္ပာယ်ကလည်းကွာတယ် မုတ်တာကကြတော့စားတာဒီတဲ့2မျိုးလေးကိုပြောတာရှိစာဟာတာကြတော့စားတာကိုတောက်တာ2မျိုးလုံးပြောတာဖြစ်တယ်ဆိုတော့တကယ်လို့ရောရောကောင်ကဒီအကွက်မှာရှိစာဟာတာထည့်ခြင်းနေဆိုရင်ရှိစာဟာရှိမီတာဆိုပြီးသုံးလို့ရတယ်နော်ဒီဒီရှိတာရှိနေလို့ရှိစာဟာရှိမီတာသုံးလို့မရလို့ဆိုဒီဟာဒီတကယ်လုံးတော့ကတော့မဟုတ်ဘူးဘာလို့ဆိုတော့ရှိစာဟာတာနဲ့မုတ်တာတကယ်လုံးကတလုံးချင်းကြီးဖြစ်နေလို့နော်ဟုတ်ပြီနောက်တစ်ခုထည့်လဲပြီးကြောင်းနေပူရှိမီတာ TV ကြည့်ရတဲ့ TV ကြည့်နေတာကဒီမှာအမောကြီးအမီး 바로 어머니께서 무엇을 하십니까? 어머니께서 텔레비전을 보십니다. 디비지니 말에 공부합니다. 살롱이. 이다에 안에 동롱 먹이다에 뽕마야 동롱 리베 동하에 졸다. 고태 안에우 뼈라. 에드동생 먹노? 이 말이. 어, 여동생 이 외동아름에게 동야물로 여동생이 무엇을 하십 무엇을 합니까? 여동생이 공부합니다. 잘롱리바에 거기는 다소이의 남부세. ါးလေးကယူပြန်နှွေးတဲ့တဘောလေးပဲเนาะခနာသူဆဲနဲ့ဒီမှာစူစူဆိုတာကအရေးအတွက်တွေကိုပြောတာအရေးအတွက်တွေခနာဒီမှာဆိုခနာနံပါတ်1เนาะအနောက်မှာမြုံးစာ မြုံးစာဆိုတာကနံနေပြီပြောတာနံနေနောင်းနေပေါ့เนาะအင်္ဂလိပ်လိုဆိုရင် noun ကိုရီးယားလိုဆိုရင်မြုံးစာ အတူအနောက်မှာတဲ့နန်တစ်ခုခုပါလာတယ်ဆိုလို့ရှိရင်နန်တစ်ခုခုဆိုတာ unit လိုက်ဖြစ်ခြင်းဖြစ်မယ့်နန်။နော်။အဲ့ဒီ unit တစ်ခုခုပါလာတယ်နန်တစ်ခုခုပါလာတယ်ဆိုရင်သူကခဏလို့သုံးလို့မရတော့ဘဲနဲ့ hang ဆိုပြီးတော့ပြောင်းလိုက်ရတယ်။နော်ဒီမှာခဏလို့သုံးလို့မရတော့ဘဲနဲ့ hang ဆိုပြီးတော့ပြောင်းရတယ်။အဲ့တော့ hamyeon ဒီမှာတက်တာ။နောက်တစ်ခု dul နောက်မှာ unit တစ်ခုပါလာဆိုရင် du myeon set အနောက်မှာ unit တစ်ခုပါလာရဆိုရင် se myeon နဲ့နောက်မှ unit တခုပါလာရဆိုရင်နေမျောအမေဒီအောက်ကဒါဆော့ကနေစပြီးတော့ယောရတိအပြောင်းစရာမလိုတော့ဒီလေးကိုပဲအဲဒါဆော့ဆိုရင်ဒါဆော့မျောပဲယောဆော့ယောဆော့မျောယေကိုယေကိုမျောယောဒေါ်ယောဒေါ်မျောအာဟုတ်အာဟုတ်မျောယောယောမျောနော်ဒီတိုင်းလေးပဲဆက်သွားသတိထားမှာဒီလေးခုတော့သတိထားရမယ်အနာဒူဆယ်နဲ့ဒီလေးခုသတိထားရမယ် ာဒီဟောမီတာဆိုမီတာဒီကျတော့ financing grammar နော် financing ဆိုတာကအမြဲတမ်းနောက်ဆုံးမှာပဲရှိမှာစာကြောင်းနေရစာကြောင်းနေနောက်ဆုံးမှာပဲရှိမယ် grammar နောက်ဆုံးမှာပဲရှိမှာဖြစ်တဲ့အတွက်ဒီ is ရှိရှိရနောက်ဆုံးမှာနေရ grammar မဟုတ်ဘူး financing grammar မဟုတ်ဘူးအဲ့တော့အမြဲတမ်းဘာမီတာဆိုမီတာရအရှိမှာပဲလာလိမ့်မယ်အဲ့ဒီအောက်ကဟောက်ချက်ပြီးတော့ပြောပြမယ်နော်ခုနကလေးရေးပေးထားပျောက်သွားလို့စွန်းနေတာ 四大段，前段、动地卡的。哎、欸，英武总，有闲发个便好啦，有闲发个白嘞。四大，他飘来没？啊，咱嘛把无，阿咱嘛白咯。四段，四四。比我嘛，半米大是咪大？生大没？啊，咱嘛把咯，旁边的四四米大。 ောက်တစ်ခု insa hamida မူရင်းဘက်ကိုပြန်ခေါ် insa hada နော် insa hada မှာဒါကပြုတ်လိုက်ပြီအတက်မပါတော့ရှီကတ်မယ် insa hashimida xmida မူရင်းဘက်ကိုပြန်ခေါ် ikta အတက်ပါလားလာနေကနေအတက်ကနှစ်ခုတော့ပါတော့ i good 이 읽으십니다. 아주 어가하리 세지야. 쓰십시오. 예 봐. 응? 예 봐. 보기 우바마마. 제 동생이 학교에 갑니다. 제저 저너 저마 동생서 안해요. 별아비매 마을레비지매매니레비지매매이마을레비지매매 제 동생이 학교에 갑니다. 장구도 아바래. 우리 아버지께서 나로 앞에가 라미노노라비 이가의 미노. 회사에 고문이도 가십니다. 도아바래. 가십니다. 가다두바가 니라레 을시시 시가레 가십니다. 동생이 공부를 합니다. 어, 동생, 너 고래 앵에비레 마우리 마리니리가 공부를 합니다. 살리라바에 아버지께서 앞가 일을 하다, 일하다. နော်အလုံးလုံးဒီအဲ့ဒါကိုအဘောကြီးဖြစ်တဲ့အတွက်လက်ရှိရှိကတ်မယ်လက်ရှိရှိကတ်ရင်အတက်ပါလားဒီ valve မှာအတက်ပါနေတာဟာဒါကျွဲဘက်မှာအတက်မရှိဘူးအတက်မပါဘူးအတက်မပါတဲ့အတွက်ဟာရှိနေတာဟာရှိ နေတာအဲ့တော့အဘောကြီးကဲဆိုအီဒယ်ပါရှိနေတာ同生你親故が滿すぎだ。တငယ်ချင်းများတယ်တဲ့။အဲ့တော့ဒီမှာအဘောကြီးเนาะဒီအဖေဘက်ချမ်းမှာဆိုလို့ရှိရင်အမြင့်ဆုံးနဲ့တုံးမယ်။သိရှိရှိလေးကတ်မယ်။အယုံဆုံးဘာလို့ပြောလဲ။မူရင်းဘက်ကိုပြန်ခေါ်မန်တာ။နာနဲ့ဟာနဲ့အတက်ပါနေတယ်။အတက်ပါတော့ 의식이래야 의식감에 많으십니다. 동생이 텔레비전을 봅니다. 디비오지 말에 아버지께서 신문을 보다 되라고 의식감에 보십니다. 동생이 텔레비전을 좋아합니다. 어, 디비지아라고 짧아요. 어, 신문을 아버지께서 신문을 드린하고 좋아하다 말고 무예바고 변거라이 좋아하다 의식시감에 좋아하십니다 친구에게 생일진탄도 질문하고 매고매비래 표를 채우십시오. 약하고피해줘 가족 미다주 하는 네일 하는 네 일자 로제 로 사는 곳 미래 니야 아버지 앞 마주에 은행원 로제 로가 은행원 배우에 사는 곳 미래 니야가 고향 모양이 အဲ့လိုမေးပြလုံးမယ်အဘောဒီကဲဆိုမူဝဆဲဟာရှိမီကအင်းနေငေါဤရှိမီဒါတဲ့ကြည့်လိုက်မယ်အရှိရှိက verb နဲ့ပဲကဲရတယ်လို့ပြောထားတယ်နော် verb နဲ့ပဲကဲရတယ် grammar ဖြစ်တဲ့အတူအင်းနေငေါဆိုတာ noun ကြီးအဲ့ဒီ noun ကိုသွားပြီးအရှိရှိသွားကတ်လို့မရဘူးအဲ့တော့ကတ်လို့မရတော့ဈားထဲမှာဘသူ့ကိုခေါ်ထည့်ရလဲဆိုရင်ဤတာဆိုတဲ့ဘက်ကိုခေါ်ထည့်ရတယ်။ဤတာဆိုတာကဖြစ်တည်ဆိုတဲ့အဓိပ္ပာယ် ီအီဒါဆိုရဲ့ဘက်ကဖြစ်ဒီ quality ဘက်နော် quality ဘက်ကြီးသူကအဲ့ဒီအီဒါဆိုရဲ့ဘက်ကိုခေါ်ထဲတော့အီဒါပါလာပြီဒါကိုဖြုတ်လိုက်မယ်ဒီမှာအီမှာအတမပါဘူးအတမပါတော့ရှီထက်ကတဲ့အရှီအရှီနီဒါနော်အီရှီနီဒါဖြစ်သွားတာပေါ့အင်းနေကအီရှီနီဒါဘန်ဝင်နေဖြစ်ပါတယ် မကအင်းနေကိုအင်းနီတာနဲ့ပြီးတယ်အင်းနေကိုအင်းနီတာဆိုရင်ဒီတိုင်းတာမန်အသုံးပဲအမြင်သုံးမဟုတ်ဘူးအမြင်သုံးနေနဲ့ပြောချင်တာဆိုရင်အရှိရှိကံမှာဖြစ်တဲ့အတွက်အင်းနေကိုအီရှိနီတာအော်ဒီရဲ့ခေရှိနီကဗမာရှိပါတယ်ဝေဟာငဲခေရှိနီတာမွေးရမြေမှာရှိပါတယ်အဲ့တော့အောက်မှာမပေးထားတဲ့အကွက်ကလေးနော်အဲ့မှာရတော့ဘုန်းတို့က အမောင်းကြီးဆိုရင်ဘာဖြစ်မလဲနော်စာနင်းကိုဆိုပမာနေတာလေဖြည့်မယ်အဲ့ဒါလေးတွေဖြည့်ပြီးဒီလိုအမေးဖြည့်လေးလုပ်မှာနော်အဲ့ဒါလေးလုပ်မယ်အဲ့ဒါလေးလုပ်ပြီးရင်ချက်ကို comment section မှာလာပြပေးမယ်နော် ညီညမ်းမြော်ရေးမယ်နော်အခုဆိုရင်မိသားစုကဘယ်နှယောက်ရှိပါတယ်အဲ့ဘယ်နှယောက်ကဘသူတွေဘသူတွေဘသူတွေဖြစ်ပါတယ်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်မိဘတွေရထဲမှာအဖေရပါလို့တယ်မိရပါလို့တယ်ရေးရပြီးအကိုအမရှိလားနော်ရှိရဆိုရင်အဲ့အကိုအမကဘယ်နှယောက်ရှိလဲသူကဘာကြီးလုပ်လဲအမအကြောင်းသားဆိုလို့ရှိရင်လေဂိုဒင်းဟောက်စိန်လားနော်အကြောင်းသားမှာအကြောင်းသားမှာ ဒါလေးဒီမိနစ်လေးနဲ့မှတ်မယ်နော်ဒီမှာဆိုပါလေဂိုတင်းဟောက်စင်ဂိုတင်းဟောက်စင်ကအထက်တန်းចောင်းသားတကယ်လို့အလယ်တန်းចောင်းသားအလယ်တန်းចောင်းသားဆိုရင်ဂျူးဟောက်စင်နော်ဂျူးဟောက်စင်အလယ်တန်းចောင်းသားចောင်းသားចောင်းသူနော်နှစ်မျိုးလုံးပြောလို့ရတယ်ဂျူးဟောက်စင်မူလာတန်းနော်မူလာတန်းဆိုရင်ထိုတင်းဟောက်စင် 우리나라의 초등학생 초등학생 여기도 장화 여기도 장화 대학생 다리만 하면은 တော့ဘာเจ้าသားတွေဖြစ်ပါတယ်ပေါ့เนาะเจ้าသားမဟုတ်ဘူးလုံးလုံးတယ်ဆိုလို့ရှိရင်လည်းဘာလုံးလုံးပါတယ်ဘမနေပါတယ်အတူတူနေလားမနေဘူးလားဒီစားပိုင်းလေးတိုင်းမြင်ရမ်းပြီးတော့ရေးလို့ရတယ်เนาะအဲ့ဒါလေးကိုရားတော့လင်းကားเจ้าရားတော့လေးရေးမယ်ရေးပြီးသွားလို့ရှိရင် comment section မှာရေလာပြပေးထားမယ်เนาะရေးစစ်ပေးပါမယ်အဲ့ဒါဒီဟာလေးရေးမယ်เนาะ 아홉이 저게 별이지요. 부모님은 어디에 계십니까? 미바리 아래 밤하시 바들레. 맨처음 제임스는 내어 보자 가족이 몇 명입니까? 미다조가 밤에 야우시 바들레. 아버지, 아피, 어머니, 아미, 누나, 엄마. 너는 별도 제임스, 여자리 필요도 엄마, 누나. 그리고 비어 저저 자체 뭐 n 는 모두 아롱 네 사람입니다. 네 여우피바에 부모님은 어디에 계십니까? 미바리아 밤마시바들레 고향에 계십니다. 무예미마 시바레 어제로 달리 우리가 가수지야. 가족이 몇 명입니까? 아버지, 어머니, 누나, 그리고 저 모두 네 사람입니다. 부모님은 어디에 계십니까? 고향에 계십니다. 나도 제우리마 02တခန်းပြီးသွားပါပြီ။